အဓိပ္ပာယ်ရှင်းရှင်းလေးပြောရမှာကုသိုလ်မလုပ်သေးခင် ကုသိုလ်ရှင်းနှန်းကရှင်းလင်းစရာတွေကိုပထမ ရှင်းလင်းပါလို့ဒီလိုခိုင်းတာကုသိုလ်မလုပ်သေးခင်ရှေ့ကရှင်းလင်းစရာရှိတာတွေကိုရှင်းလင်းပါသုတ်တင်စရာရှိတာတွေကိုသုတ်တင်ပါလို့ဒီလိုခိုင်းတာဒီတော့ကုသလဓမ္မအရာဒီနေရာမှာကောက်တမထရဲ့ဝိပဿနာရဲ့ဘယ်နှမျိုးလဲနှမျိုးပါဗျာတမထရဲ့ ဝိပဿနာရဲ့နှမျိုးဒီတော့အဲ့ဒီတမထလုပ်ငန်းဝိပဿနာလုပ်ငန်းကိုအာမထုတ်သေးခင်တဲ့တမထဝိပဿနာလုပ်ငန်းရဲ့ရှေ့နှမ်းမှာရှိနေတဲ့လုံးသင့်လုံးထိုက်တာတွေကိုလုပ်ပါအောင်လို့ဒီလိုခိုင်းတာတမထဝိပဿနာအလုပ်ကိုမပြောပါနဲ့အောင်တဲ့တမထဝိပဿနာလုပ်ငန်းရဲ့ရှေ့နှမ်းမှာရှိတဲ့လုပ်ငန်းကိုလုပ်ဆောင်ပါအောင်လို့ဒီလိုခိုင်းတာဒါဖြင့်တမထဝိပဿနာလုပ်ငန်းရဲ့ရှေ့နှမ်းမှာ ဘာရှိသလဲလို့ဆိုတော့ဘုရားကကိုယ်တိုင်ပြန်မေးပြီးကောစာရီကုသလနာဓမ္မနာသီလင်္ကသူဝိသုဒ္ဓံဒိဋ္ဌိသာဥစုကတဲ့အဲ့ဒီကုသိုလ်တရားတို့ရဲ့ရှင်းနှမ်းမှာသုတ်တဲ့ရှင်းလျာမှာဘာတွေလဲလို့ဆိုတော့သီလင်္ကသူဝိသုဒ္ဓံသီလကိုလည်းပဲအထူးစင်ချေအောင်လုပ်ပါတဲ့တစ်ချက် ဒိဋ္ဌိသာဥစုကအယူကိုလည်းပဲချောက်မှန်အောင်လုပ်ပါနှစ်ချက်ဘယ်နှစ်ချက်လဲနှစ်ချက်ပါဘုရားတိကသီလသီလကိုစင်ကြအောင်လုပ်ပါနှစ်ကအယူကိုအယူကိုချောက်မှန်အောင်လုပ်ပါဘုရားကဒါလေးပဲဟောတာဘုရားကဒါလည်းပြီးနေပြီဟုတ်လားမှန်ပါဘုရားဘာကြီးရတဲ့မင်းဒီလိုဆိုရင် သီလသင်ကြအောင်လုပ်အယူချောင်းမအောင်လုပ်ဒါပဲပြောတာနော်အဲဒါကြောင့်ရှိကဆရာသမားတွေအဖိုးတွေအဖွားတွေပညာရှိတွေချမ်းမတ်တဲ့မူကလေးကအင်မတန်ချစ်ကြည်ညိုဝယ်ကောင်းတယ်။ဘုန်းကြီးတို့တရားဓမ္မတွေကုသိုလ်ကောင်းမှုလုပ်တော့မယ်ဆိုတော့ကုသိုလ်မလုပ်သေးဘူး။ရှေ့မှာမလုပ်ကြဘူး။သီလယူပါသီလယူပါလေနော်သီလယူပါသီလယူပြီးမှကုသိုလ် ြုလူတန်းရည်သက်သောအမြတ်တမ်းဝင်အခုမြတ်စွာဘုရားကအဲ့ဒီကုသိုလ်လုံးကမလုပ်သေးခင်တဲ့သီလင်္ကသူဤထုတ်တာသီလစင်ကြအောင်လုပ်ပါတဲ့နှစ်အယူချောက်မှအောင်လုပ်ပါတဲ့သီလစင်ကြအောင်လုပ်ပါဆိုတော့အခုဘုန်းကြီးတို့တရားဓမ္မတွေအာမဏိတိတရေနိနာသာဒီလိုမဟုတ်လားမှန်ပါတော့သီလဆောက်တည်သီလကံတော့သီလကံသီလတော့ဆောက်တည်တာပဲ ကျင့်သုံးတဲ့သီလတော့မဖြစ်တော့ဘူးသို့သီလတော့မရှိတော့ဟုတ်လားပါဏာတိပါဒဝေရမဏိသိက္ခာပဒသမာဓိယာမိလို့ဆိုဘူးလားဟုတ်ပါဘူးမင်းဆိုလိုက်တာမှနေတိုင်းဆိုတာနော်နေတိုင်းဆိုတာပဲဈေးတဲ့သူက၅ဝယ်ငါးကလေးကအမိလှုပ်တုပ်လှုပ်တုပ်နေဆိုရင်အမလေးဒီလို၅မျိုးမှချက်သာချို့တယ်ဟုတ်လားဟုတ်ပါဘူးပြည့်တယ်ပြည့်တယ်အဲမဟုတ်တဲ့လူကတော့မဟုတ်ပါဘူး ဟုတ်တဲ့လူကိုပြောတာပါနော်ဟိုခဏခဏခေဖြစ်နေတာကိုဘုန်းကြီးပြောတာတော့ဒကမာကြီးတို့ပြောတာမဟုတ်ပါဘူးဖြစ်နေတဲ့ပုံကိုယ်ကြီးပြောတာပါဏာတိပါဒဝေရမဏိသိခာပရံသမာရိယာမိလို့ဆိုတာပဲတတ်တာပဲမဟုတ်လားအာရိဏဒနာဝေရမဏိသိခာပရံသမာရိယာမိလို့ဆိုတာပဲခို့တာပဲမဟုတ်လားကာမိသူမိစ္ဆာကာရဝေရမဏိသိခာပရံသမာရိယာမိဆိုတော့ဆိုတာပဲလွန်ကျူတာပဲမဟုတ်လား ိုးနဲ့လည်းထောင်ကျူးတယ်။နှုတ်နဲ့လည်းလွန်ကျူးတယ်။ဟုတ်လား။မလေးမန္တလေးဘုန်းကြီးတို့ခဏခဏတွေ့ပါတယ်။မန္တလေးနေတိုင်းတော့ရောက်မင်းကလေးတွေကစပိနဲ့စီးသွားတယ်ဆိုရင်ကိုသမီးရယ်လောက်လေးလည်းပဲဖေးလောက်ရွယ်ကြီးတွေကမထီရီလောက်တာပဲပေါ့။ဟမ်။နှုတ်နဲ့လည်းလွန်ကျူးတာပဲ။ဒါလည်းပဲလွန်ကျူးတာပဲပေါ့။မှန်ပါဗျာ။ဟိုတနေ့ကဘုန်းကြီးတို့မရိယာသွားပြီးနေပွဲလေးသွားပါတယ်။မရိယာနေပွဲဟောပြီးဘုရားကူးသွားတာ ဘုန်းကြီးကမန္တလေးတောင်ကြီးရောက်တော့ကာမိတုမိတ်္တာကရာသိခါဘူးအဲ့ဒီကြမှာသွားဘူးမန္တလေးကောင်းရိုက်တဲ့လူကြီးတွေလေဟမ်ကိုသိမ့်ဝဲကောင်းရိုက်တဲ့လူကြီးတွေလေကာမိတုမိတ်္တာကရာအဲ့ဒီမှာမထီရီလောက်တာတွေ့ကြရင်မန္တလေးတောင်ကြီးကကောင်းကွင်းလာသွားကြီးကိုတော့တွေ့လာခဲ့တာပဲဟုတ်လားကောင်းထမ်းတာလူတွေလေလူသမီးတွေ ိနာဌာနကလည်းလုံကာမိသုဝိသာဌာနကလည်းလုံမူသာဝါဒကလည်းလိညာတာပဲမဟုတ်လားဘုရားမှာလင်္ကာမချော့ဆိုပြီးတော့လိညာဟောတာမျိုးမျိုးလိညာပဲမဟုတ်လားကဲဒီမကြီးတော့ယူပြောပါဟုတ်လားသူပိရိယကလည်းပဲတောက်ကြစားကြတာပဲမဟုတ်လားအဲတောက်ကြစားကြတာတဲ့နေရာကတော့ပါတယ်ခြေပြဝါပြဆိုတာလေးလာသေးတယ်မဟုတ်လားဟမ်ဒီတော့ဒီ၅ပါးသီလကမှာ မလုံးပါပဲနဲ့တမထကြည့်ဘယ်ကတမာတိဖြစ်မလဲမဘုံနိဗ္ဗာန်မရတာလည်းမပြောကြနဲ့တော့ဝင်းမနေနဲ့တော့ဘာမှသီလမှမလုံးမဲနဲ့အမလေးဒီဘုရားဒီဘုရားသာသနာတို့တော့မဘုံနိဗ္ဗာန်မရရင်သိရကြည့်ရဲ့ဝင်းမနေနဲ့ဘာဘသီလမလုံးသမ ्या ကာလပါလို့တမာတိဘယ်တော့မှမရဘူးပါဟုတ်လားအဲဘာဘသီလကိုမမြဲပဲနဲ့သီလမစင်ကြဲပဲနဲ့ မဲ့ဖို့နိဗ္ဗာန်မရလို့ဝင်းမနေနဲ့ဘယ်တော့မှမရဘူးမဟင်နဲ့ဟောလာတယ်မာကြီးအခုဘုရားကဗာပြောလေသီလင်းစသူဝီသုတ်တံဗာဟိယဗာဟိယသီလံသီလကိုသူဝီသုတ်တံအထုသဖြင့်စင်ကြအောင်လုပ်ပါတဲ့ဟောလာသီလကိုအထုသဖြင့်စင်ကြအောင်လုပ်ပါ ဒိဋ္ဌိသာဥစုကအယူကိုလည်းပဲဖြောင်းမှန်အောင်လုပ်ပါဘယ်နဲ့ချက်လဲပထမဗီလာစင်ကြောင်းဒုတိယအယူကိုဖြောင်းအယူကိုဖြောင်းမှန်အောင်လုပ်ပါနော်သီလမစင်ကြရင်တမာတိဖြစ်နေပါသီလမစင်ကြရင်မက်ဖို့မရဘူး။ဩမရဘူးရဟောဒီနာ။ဘုန်းကြီးဥစ္စတိလာရှိတယ်။နော်။ အဲပြီးတော့တဘုံဝဲဆောင်ဆက်ကြီးဘုန်းကြီးတို့သင်ခဲ့ကြီးနောက်ဟောဒီနောက်ကဇီယာတိရင်ဘုန်းကြီးတို့မေးဓမ္မဂရိကကိုတော့ကပြင်မောဟောသွားတာဟုတ်တလားဗျာဆိုတာနော်ဘုန်းကြီးတို့တရားကမသီလစသူဝိတုထယဟံပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်သီလမစင်ခြင်းရတမာရီမဖြစ်ဘူးနော်တမာရီအင်မတန်ခက်ခဲလာပြီ နောက်ပြီးတော့မက်ဖို့မရရဘူးဒီတော့တိသီလစင်ကြရမယ်နှင်းအယူဖြောက်မှာအဲ့တော့သီလစင်ကြဖို့ကိုမြတ်စွာဘုရားကဗာရှင်းတာတော့ဆိုတော့ဣဒာပါဠိယဘိက္ခုပါဠိမောကသံဝရသံတော်ဝိဟရတိအာသရကောသရသမန္တော်အနုမတိတုဝိစေတုဘေယတတဝီ သမာဓာယသိခတိသိခာပရိသူဆိုပြီးတော့ယဟန်ဘက်ကိုပြောတယ်။ဘာကြီးရတဲ့ဒီဘုရားသာသနာမှာယဟန်တော်တစ်ပါးယဟန်တို့အတွက်ပြညာထားတဲ့သိခာဘုရား29သွဲဂရေကူတော်ညသောသိခာဘုအဲ့ဒီလိုသိခာဘုတည်းဟိုးတဲ့ရှင်သုံးပြီးတော့နေပါတယ်။အာသာရဘောဇရသမဏောအဲ့ဒီသိခာဘုအကျင့်လုပ်ငန်းတွေကိုလည်းပဲ မကြိုးမပေါက်မပြောက်ကြိုးစားပန်းစားချင်းချံကြိုးကိုအထုတ်ပြီးတော့နေတယ်တဲ့ဘယ်လောက်ထိအောင်အထုတ်နေသလဲဆိုတော့အနုမတ္တေသူဝိဇ္ဇေသူဘယတတ္တဝီတဲ့အနုမြုံမှုံလောက်ဖြစ်တဲ့အပြည့်ကလေးတော်ဒီမလောက်ကြောက်ပွဲကောင်းတဲ့ဘေးကြီးတဲ့ပွဲဒီလိုရှုပြီးတော့ကျင်သုံးတယ်တဲ့ဓမ္မကြီးတော်ရှုအနုမြုံမှုံလေးလောက်ဖြစ်တဲ့အပြည့်ကိုပါတယ်လေ သိမလားကြောက်ဖွယ်ကောင်းတဲ့ဘာနဲ့ဘေးနဲ့ဒီလိုနှိုက်ပြီးတော့ရှုတယ်ဘုန်းကြီးကပြေးတယ်နော်ပြကြစင်းသားဆောင်းကပါလေအိမ်မှာထင်ရပေါက်ကနေပြောင်ကြီးဝင်လာတော့မြူမုံလေးတွေဖွာဖွာကောဖွာနေမလားအဲ့ဒီမြူမုံလေးတမုံသားတော့ရှိမှာဒီမလောက်ကြောက်ဖွယ်ကောင်းတဲ့ဘေးကြီးလိုမြင်ပြီးတော့ အပြည့်အပေါ်မှာဒီလိုမြင်ရပါလေသီလကျိုးစရာသီလပေါက်စရာအပြည့်မြင်လာရင်အဲ့ဒီလိုမြင်ရပါတော့ဒါကြောင့်အนุမြုံမုံလောက်ဖြစ်တဲ့အပြည့်တောင်မှသေမလောက်ကြောက်ွယ်ကောင်းတဲ့ဘေးကြီးလိုမြင်ပြီးတော့သီလကျိုးမဲ့အရေးနဲ့ပတ်သက်ရင်ဒါရင်အဲ့ဒီလိုအလေးထားရတယ်ဒီတော့ဘုန်းကြီးတို့ဒီနေ့ခေတ်ကတော့ဘာပြောကြလဲဆိုတော့ဥမတောင်မှာဥမတောင်မှာသီလစောင့်မယ်ဆိုပြီးခိုးတာပဲပေါ့လား ဟမ်အကုန်လုံးခိုးရတာပဲမို့လားအခိုးကြီးနဲ့ခိုးလေးပဲအဲဒီကြားထဲကသူကနိဗ္ဗာန်စကားထားတာပြောတော့ခက်သားတယ်ဟုတ်လားနော်